ဟယ်လိုအားလုံးမင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါရစေဆိုတော့မန်ချက်စတာယူနိုက်တက်ကဆူစီတက်ကိုဒါရောနိုစစ်တင်ဘောနဒုတိယကြော်ဖြစ်ယူရိုပါလိမ့်မှာ အိမ်ဝင်းမှာလက်ခံကစားရမယ်ဆိုတော့အိမ်ဝင်းမှာတဲ့အခြေအနေမကောင်းမှုဆိုတဲ့ Manchester United အနေနဲ့ဒီဘက်မှာနိုင်ပြီးတော့နောက်ဆင်ကိုတက်သွားမလားပေါ့ဗျာဆိုတော့ပထမအကြော်မှာလည်းဒါတော်တော်များကြီးရကြပြီဆိုတဲ့အခါကျတော့ဘလို့အခြေအနေတွေဒီနှစ်သင်းကြားရှိနေတယ်လဲဆိုတော့ကောင်းကောင်းသဘောပေါက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့လို့လက်ရှိနှစ်သင်းစတုံးရဲ့အနေထားတဲ့ကိုသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပူပြောရမှာဆိုစီတန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ကိုရီးနဲ့တွေ့ခဲ့တဲ့ုံကလည်းသူတွေကဘောလုံးပိုင်ဆိုင်မှု55ရာခိုင်နှုန်းနေပါလိမ့်ရှိခဲ့တာဒါပေမဲ့လို့ပေါ့နော်ကိုဘောက်ကန်သူမှု73ချိန်တူတူပဲ ကိုပေါက်တဲ့တာသူတို့၃ချိန်ရှိပြီးတော့ကိုရီ၅ချိန်တဲ့နဲ့1 1 1ဆိုတဲ့ရတဲ့နဲ့ကျွန်တော်သိကြခဲ့တာပင်နေဒီတွေဘာတွေနဲ့ဆိုတော့ဥရောပမှာအဲ့လိုမျိုးတွေကျွန်တော်သိထားရမယ်ကျွန်တော်တို့ဒီစပိန်ကလပ်တင်းနေတဲ့တွေ့တာသူတို့ပြင်အဝေးကွင်းနေဆိုလို့ရှိရင်အင်မတန်ခံရတဲ့အဲ့တန်လူကြီးတွေနဲ့ပတ်သက်တာတွေကဆိုတော့ကိုကစားမားတွေတယောက်ချင်းစီတန်းနေနဲ့တည်တည်ကြာကြာကျွန်တော်ကစားတာတွေကိုကျွန်တော်တို့ဘောနော်ဒါကြည့်ရမယ်ဆိုတော့ဆိုစီတက်ကဒီ United နဲ့ပြီးတော့ကျွန်တော်တို့ဒီ United နဲ့ဒီပထမကြော့ကစားပြီးတဲ့ချိန်မှာသူတို့ Sevilla နဲ့သူတို့ရှင်မယ်ကစားပဲ Sevilla ကိုသူတို့ဒါအိမ်ခွေးမှာ1-0ဆိုတဲ့ရတဲ့နဲ့သူတို့ရှုံးသွားတယ်နော် Sevilla နဲ့ပုံမှန်သူတို့ရှုံးသွားပြီးတော့ဒီပွဲဟာသူတို့အမှန်ကန်အာယုံဆိုင်လာမဲ့ပွဲလို့ကျွန်တော်ပြောရမယ် Sevilla ရဲ့ဘက်ကတော့ဘယ်လိုပြောမလဲတန်မြန်နေပါရင်းနဲ့သူတို့ကအမှန်ကန်ဆူစီးတဲ့ကိုဒုက္ခပေးသွားတာ ဆိုစီတဲ့ကအဲ့ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ထုံးစံတိုင်းပေါ့ဗျာသိတယ်မလားဒီတကယ်သူတို့ရဲ့အရေးကြီးတဲ့ကစားမတချို့နေပေါ့နော်ဆိုတော့သူတို့ပွဲထွက်လာတာချုပ်ကစားမတွေဘာတွေဆိုလို့ရှိရင်ကျွန်တော်ကအရင်ဒီဘာတွေမှာထပ်ပါတော့ကူဘူတို့ဘာတို့ဆိုလို့ရှိရင်အရင်ဒီဘာတွေမှာဒုတိယပိုင်းကျမှထဲ့တာတွေဘာတွေကျွန်တော်မြင်ခဲ့ရတာနော်အိုယာဇဘဲတို့ဘာတွေလိုမျိုးသူတို့ရဲ့ကစားမတွေဆိုလို့ရှိရင်လည်းဒုတိယပိုင်းကျမှသူတို့တွေဘာတွေဘာလူစားတွေဘာတွေလဲခဲ့တာဆိုတော့ဒါဇူဘမန်တီလည်းပဲဒုတိယပိုင်းမှာသူဝင်လာတယ်ဆိုတဲ့အခါကျတော့ဒုတိယအကျော်ကိုရီနဲ့ကစားမဲ့ပွဲမှာသူတို့ဒီကောင်တွေကိုအမှန်ကန်နားပေးထားတာ နော်အမှန်ကန်နားပေးထားပြီးတော့ကိုရီးနဲ့တွေ့မဲ့ပွဲမှာတော့သူတို့တွေကဒီဒုက္ခပေးဖို့အမှန်ကန်ကျူးပန်းလာမှာပေါ့နော်လက်ရှိမှာလည်းသူတို့ကအဆင့်7ဘာညာကိုဆိုစီတဲ့ကဆိုတော့ကိုရီးနေနဲ့ဘလောက်ထိကျွန်တော်ဒုက္ခပေးနိုင်မလဲဆိုတော့အသင်းရဲ့လူစင်ရကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်နီးပြဖြစ်တဲ့ရူဘင်အမ်မိုရင်ပြောထားတယ်လို့ပဲဒီပွဲက ကျွန်တော်တို့ဒီဘောနော် Harry Maguire နဲ့ Uga De တို့ပြန်ပါနိုင်ဖို့ရှိတယ်ပေါ့။ဒါမျိုးတွေကျွန်တော်ကတော့ Uga De ပဲပါနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Harry Maguire တို့ဘာလို့တော့ပါလဲဦးမလို့ကျွန်တော်မထင်ဘူးပေါ့နော်။ဆိုတော့ပွဲထွက်လူစင်းနဲ့ပတ်သက်လို့ရှိရင်အပြောင်းလဲတွေကအများကြီးဖြစ်ဖို့တော့ကျွန်တော်မရှိဘူး။ Injury ပြဿနာတွေကိုကျွန်တော်ဆက်ပြီးတော့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ပုံမှန်တိုင်းပဲယာဒီကုန်ထိလွဲမယ်ကစားမတွေကလွဲမယ်။ယာဒီကုန်ကနေမှပြန်လာမယ်အာမက်တို့ကျွန်တော်ရှိမယ်။ မေဆန်မောင်းတို့လူရှော့တို့လိုဘာမှမသိရသေးတဲ့ကစားမတွေကျွန်တော်ရှိမယ်။ကြားထဲမှာ injury ပြဿနာဆိုလို့ Arsenal နဲ့ပွဲစဉ်ကဒဏ်ရာရသွားတဲ့ Lenny Yuro ပါဖို့မရှိဘူး။ကျယူရိုမပါနိုင်ဘူးဆိုတဲ့နောက်တန်းမှာဘသူပွဲဘသူကိုသူပွဲထုတ်လာမလဲပေါ့နော်ဒါကြီးကျွန်တော်ကြည့်ရမယ်ဆိုတော့ဒီ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 ပွဲမှာပွဲထွက်လူစင်ရကျွန်တော်ကြည့်ကြည့်ရရင် အတင်းကဂူသမားကတော့ကျွန်တော်ထုံးတဲ့နိုင်မယ်ဒီဂူသမားပဲကျွန်တော်ရှိရပါတော့ဆန်နဘက်၃ယောက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲဒါအတင်းရဲ့ဖြစ်နိုင်ခြေဆန်နဘက်၃ယောက်ကတော့ဒီ၃ယောက်လို့ကျွန်တော်ထင်တယ်နော်ဆိုတော့ Aiden Heaven ကတော့သူ Arsenal နဲ့ပွဲမှာပြသခဲ့တဲ့ performance ကိုကျွန်တော်ကြည့်ရင်နီးပြကဒီပွဲမှာသူ့ကိုအခွင့်အရေးဆက်ပြီးတော့ပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်။တကယ်လို့အဲ့လိုပေးမယ်ဆိုပြီးတော့ဆုံးဖြတ်လာတယ်ဆိုလို့ရှိရင်လည်းပဲ Titan နေလို့ကျွန်တော်ယူဆတယ် ဒီလေးကတော့ပေါ့နော်ကျွန်တော်တို့အာဆင်နယ်နဲ့ပွဲမှာလည်းပွဲချင်းပြီးကစားခဲ့ရတယ်ပါကူပါမှတ်ရမယ့်ကစားမှာပါမာဇဒါဝီကလည်းအာဆင်နယ်နဲ့ပွဲမှာပွဲချင်းအပြည့်ကစားခဲ့ရတယ်တခုရှိတာကမာဇဒါဝီကဒီဝင်းဘတ်စ်မှာကစားမလားဒီဆန်နာဘတ်မှာကစားမလားပေါ့တေချာတာတခုကတော့ဒီလန်နီယူရိုမပါဘူးဆိုတဲ့နောက်တန်းမှာကျွန်တော်တို့မှာရှိလို့တာဆိုတော့ဒီလစ်နဲ့ပေါ့နော်လီနီလော့ဖ်နှစ်ယောက်ပဲကျွန်တော်ကျင်တော့တာ ဆိုတော့ Lindelof နဲ့ Delic နှစ်ယောက်ထဲကဘောနော်ကျွန်တော် Delic ကတေချာပေါက်ပါမယ်ကစားမှာ Lindelof ကတော့အသင်းမှာလုံးဝရွေးချယ်စရာမရှိဘူးဆိုမှထည့်သုံးမယ်ကစားမှလို့ကျွန်တော်ထင်တယ်။ဒါကြောင့်ဘောနော် Lindelof ဆိုတာထက် Mazraoui ကိုကျွန်တော်ကတော့ center back ကိုပို့ပြီးတော့ဘောနော် Delic Eden Heaven နဲ့တွဲပြီးတော့သုံးလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အကယ်လို့ Eden Heaven ဒါပါမလာဘူးဆိုလို့ကျွန်တော် Lindelof အတွက် chance ရှိကောင်းရှိမှာပေါ့ဗျာ။ဆိုတော့ wing backs မှာတော့ဒါ left wing backs နေရာမှာဆိုလို့ကျွန်တော် Patrick Dorgu ပြန်ပါမယ်။ ဒီဆိုစီရက်နဲ့သူပထမကြော့မှာလည်းသူပါခဲ့တယ်လीနော်အဲ့ဒါမနော်ဘာလို့လဲဆိုတော့ဒီကစားမကကျွန်တော်ပြည်တွင်းပွဲစဉ်တွေပဲသူလွဲတာကိုနော်ပြည်တွင်းပွဲပွဲစဉ်တွေပဲသူလွဲပြီးတော့ကျွန်တော်ဒါပက်ထရစ်ဒူကူကဒီဒီပွဲမှာပြန်ပါမယ်ဥရောပပွဲစဉ်တွေမှာပြန်ပါလို့ရတယ်ဆိုတော့ဒူကူပြန်လာမယ်ဆိုတော့တည်ကြတယ်ကျွန်တော်အနေနဲ့ဒါ right wing back မှာဆိုလို့ရှိရင်တော့ဒီကိုဓာတ်လောက်ရောက်သွားလိမ့်မယ်ကျွန်တော်ဒါဆိုလို့ရှိရင်ပေါ့နော်ဓာတ်လောက်ကိုအရန်ကုန်ကိုထားခဲ့ပြီးတော့ master wing ကို right wing back နေရာပြန်ဖို့ပြီးရင် center back မှာ lee love နော်ဒီလစ်နဲ့ Alien Heaven ဆိုပြီးတော့ကျွန်တော်ထည့်လာမှာမှန်တိုင်းပြောရင်အဲ့လိုအဲ့လိုသုံးလာမှာဘာလို့ download တို့ဘာလို့ကအမေမယုံကြည်အောင်ဗျာဒီလားเนาะယုံကြည်ရတဲ့နေရာမှာကျွန်တော်မပါဘူးဒီကစားမားတွေအခြေတွန်းကဒီနေ့တမျိုးမနဲ့တမျိုးဗျာဒါမှမဟုတ်လို့ပေါ့เนาะတော်ကြည့်ရင်ဒါ Ruben Amorin ရဲ့ injury ပြဿနာကင်းကင်းနဲ့အမှန်ကန်အားကိုးရတဲ့ကစားမားတွေကိုကျွန်တော်ကြည့်ရင် download တို့ဘာလို့ပါတယ်ဆိုတော့ download နဲ့ Patrick Dugu ကတော့ win backs နဲ့နေရာကိုဒါဝင်ကစားလာလိမ့်မယ်လို့ကျွန်တော်ထင်တယ် ဆန္ဒပတ်၃ယောက်နေပေါ့ဗျာကွင်းလယ်မှာတော့ဥဂါဒေးပြန်ပါမယ်ဥဂါဒေးပြန်ပါမယ်ဆိုတော့ကွင်းလယ်မှာကျွန်တော်တို့ဘလူပြောင်းနေနေလောက်လာမယ်တေချာတာတကူကတော့တောက်လျှောက်ဆိုသူတို့ခြေစွမ်းပြနေတဲ့ဘရူနိုဖာနန်ဒက်စ်ကတေချာပေါက်ပါမယ်ပြီးခဲ့တဲ့အာဆင်နယ်ရဲ့ပွဲမှာလည်းကက်ဆမီရိုကတော်တော်ကောင်းတဲ့ performance ပြထားတာဆိုတော့သူတို့နှစ်ယောက်ကိုပြန်ဆက်သုံးရင်လည်းပြဿနာရှိရလို့ကျွန်တော်မထင်ဘူးဥဂါဒေးကိုမထည့်သေးပဲနဲ့ဘာလို့လဲဆိုတော့ဥဂါဒေးက injury ပြဿနာကြောင့်နှစ်ပွဲလောက်သူလွဲထားရတယ်ဆိုတော့လက်ရှိမှာပြန်ကစားရင်ပေါ့နော်ကျွန်တော်ဘယ်လောက်ထိမျှော်လင့်လို့ရမလဲ ဒါကကျွန်တော်ရှိသေးတာဒါပြီးကျွန်တော်ကတော့ပြတိတာဒီပွဲမှာအကယ်လို့ဗနော်ထားပါတော့နှစ်ယောက်စလုံးက defensive မြေပြတာစစ်စစ်ကြီးဖြစ်နေပြီးတော့ဟိုနှစ်ယောက်စလုံးကဗနော် press resistant ဖြစ်တဲ့ကစားမတွေမဟုတ်တဲ့အတွက် Bruno Fernandes ကိုကျွန်တော်တို့က deep zone မှာအမြဲတမ်းထားထားပြီးတော့ကစားရတာအဲ့ဒါကြောင့်ဗနော်ဟိုဒါမျိုးလို့ကျွန်တော်ကတော့ Ugarte ကိုတော့အားကိုးလို့ရလိမ့်မယ်ထင်တယ်ကက်ဆမဲရိုနဲ့ Ugarte ကိုတွဲပြီးတော့ကစားရလိမ့်မယ်လို့ထင်တယ်သူတပင်းဆိုစီတဲ့ရဲ့ဘက်ကကျွန်တော်တို့ဒီဟိုဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ယူကစားခြင်းနဲ့အတင်းမျိုး ဆိုကျွန်တော်ကတစ်ချိန်လုံးဒီမှာ defense ဒီဘာတွေလုံနေရတယ်။ဒါမျိုးဆိုတဲ့အခါကျတော့ဘယ်လိုပြောမလဲဒီရလက်ဒီဘာတွေကူကဂိုးဒီဘာတွေအရင်ဦးစားဦးပြီးတော့ twin ထားလို့သာဒီ break ကိုအနည်းငယ်ပေါ့နော်အချိန်ကြီးကောင်းတာပေါ့နော်ဒီဒီဒီဘာလဲဘောလုံးပိုင်ဆိုင်မှုဒီဘာတွေပြန်ယူနိုင်တယ်မဟုတ်လို့ရှင်မလွယ်ဘူးဗျာ။ဆိုတော့ကျွန်တော်ကတော့ကွင်းလယ်နှစ်ယောက်နေရာမှာဆိုလို့ရှင်တော့ကက်ဆမဲရိုနဲ့ပေါ့နော်ဦးဂါဒေးကိုတွဲပြီးတော့တုံးလာမယ်ဆိုရင်တိုက်စစ်က Resmel Highland ကိုခြံခဲ့ပြီးတော့ ဇစ်ဂီကိုတိုက်စစ်မှုနေရာဖြစ်အာဆင်နယ်နဲ့ပွဲတော်ကလို့တုံးသိနေလို့ကျွန်တော်ထင်တယ်ဆိုတော့ဘရူနိုဖာနန်ဒက်စ်ကိုနဲရိုနံပါတ်10ကိုပို့ပြီးတော့ပါဗျာကာနာချူနဲ့ပေါ့ကာနာချူကိုလည်းကျွန်တော်တို့ဒါအဲ့ဒီညာချမ်းမှာထားသုံးတာပဲကောင်းပါတယ်သိလား left wing ကိုရောက်လာလို့ရှိရင်သူကနော် area ပေါ့ဗာလက်ဒီ defensive third zone နဲ့ရောက်လို့ရှိရင်နော်ချူချူပြီးတော့ကန်လို့ဗျာသိလားနော်အတကုံကန်လို့မြေချိတ်ဆက်ကစားရရှိတာလေးလည်းမကစားဘူးပေးရရှိတာလေးလည်းမပေးဘူးအဲ့လိုဖြစ်နေတာဆိုတော့ ဒါကြောင့်ဒီဒီလူစင်းကအသင်းတွေအကောင်းဆုံးလို့ကျွန်တော်ထင်တယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှင်တော့သိကြတယ်ဦးကာဒီကအခုမှပြန်ပါနေမှာဖြစ်တဲ့အတွက်သူ့ကိုမတုံးသေးဘဲနဲ့ဒုတိယပိုင်းမှာတုံးဖို့ပြင်လာတာမျိုးဗာမျိုးဆိုရင်တော့သိကြတယ်ကျွန်တော်ဖာနက်စ်ကကွင်းလေကိုပြန်လာပြီးတော့ Resmel Highland ဝင်မယ် Zigzig ကနံပါတ်10ကိုရောက်မယ်ဒါပဲဆိုတော့ဒါပြင်ချီတူအူဘီတို့ဘာလို့လဲမပါနိုင်ဘူးဆိုတော့အသင်းတိုက်စစ်မှာက Resmel Highland လောက်ပဲကျွန်တော်ရှိတာကျွန်တော်သာဆိုရင်ပေါ့နော်တကယ်ပဲကျွန်တော်သာဆိုလို့ရှင် Resmel Highland ကိုအရန်ကိုချန်ခဲ့ပြီးတော့ Zigzig Bruno နဲ့ ကာနာချူဆိုတဲ့တိုက်စစ်တုံးအောင်နေကျွန်တော်သွားမှာနော်ဆိုတော့ Resmal Wildland ဆိုလို့ရှိရင်အဆင်ပြေမှာမဟုတ်ဘူးဗျာလောလောဆယ်ရတဲ့သူ့သူဥရောပမှာပေါ့နော်ဟောအလက်ကြီးရှိတဲ့ပါညာပဲပြပြောလက်ရှိမှာအချင်းကြီးကောင်းမနေဘူးကာနာချူကပြင်းနေလှွားနိုင်နေနော်ကျွန်တော်တို့ရင်တယောက်ချင်းကြီးကြော်ဖြစ်နိုင်နေ Zigzag ကအမြင့်ဘောလှုပ်နိုင်နေ Fernandez ကဂိုးသွင်းနိုင်နေဖန်တီမှုလုံးနိုင်နေတော့ Fernandez ကိုပြိုင်ဘက်ဂိုးနဲ့နီးလေကျွန်တော်တို့ကအန်ဒီရရှိတဲ့ကစားမတယောက်အဖြစ်မြင်ရလေဆိုတော့ပြိုင်ဘက်ဂိုးနဲ့နီးတဲ့နေရာကိုအမှန်ကန်ပို့တင်တယ်လို့ကျွန်တော်တို့ထင်တယ် ဒီပစုံမှာကစားနေတာတော့မှဂိုးတွေဖန်တီးမှုတွေဒီလောက်ဒီဖာနန်နက်စီကမြင်ရမယ်ဆိုရင်ဥလီကနာဆိုရှာရဲ့လက်ထက်အောက်ကလိုမျိုးဖာနန်နက်စ်ကိုပြန်မြင်ရရင်ဘယ်တော့ကောင်းနိုင်မလဲဟုတ်တယ်မလားဒါကြောင့်ကျွန်တော်တို့ဖာနန်နက်စ်ကိုပေါ့နော်ကျွန်တော်ကတော့ဒီနံပါတ်10ရုပ်ကိုပို့တည်နေလို့ထင်တယ်ဒီနေရာမှာတခုရှိတာကဘရူနိုဖာနန်နက်စ်ကကွန်းလေကစားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆန်နဘတ်တွေကြားတဲ့ဒီဘောလုံးစင်းစင်းယူနေတာတွေကျွန်တော်တွေ့ရတယ်ဘာလို့လဲဘာလို့လဲဆိုတော့လစ်ဆန်ဒိုမာတီနက်စ်မရှိတော့တဲ့နောက်ပိုင်းမှာ အသင်းရဲ့ဒီဘယ်လိုပြောမလဲခံစစ်ကနေပြီးတော့ဗောနောသူသဖြင့် left center back ဘက်ချမ်းမှာ progressive ball တွေပါတယ်မထွက်တော့ဘူးဆိုတော့မထွက်တော့ Fernandez ကပဲအောက်ထိဆင်းဆင်းပြီးတော့ယူပြီးတော့ဘောလုံးတွေပါတယ်ကျွန်တော်ပေးတာတွေเนาะ forward pass လောက်တာတွေသူသူလောက်ရတော့တာအဲကြောင့်ကျွန်တဲ့ခံစစ်၃အောင်ကမနော် defense ဆို defense ကြီးပဲတည်တဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတာအတိုင်းမျိုးလို့ကျွန်တော်ကဥကာဒီကအဲ့လောက်ကိုကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့ဆိုတော့ဥကာဒီနဲ့ကက်စမီရိုတို့ဆိုလို့ရှိရင် defensive ကတော်တော်ကိုစိတ်ချပြီးတော့ ်ဦးဂါဒီကတော့အတိုင်းနာတကူဒီပေါ့နော် forward pass ဒီမှာစိတ်ချမယ်ကစားမလို့ကျွန်တော်ထင်တယ်။ဒါအပြင် Eden Heaven စီကနေပြီးတော့ကျွန်တော်တို့ဒီကေကောင်းတဲ့ progressive ball တွေပါတွေ့ရမလားလဲကျွန်တော်ကြည့်ရမှာပေါ့ဗျာ။ဆိုတော့ဒါကတော့ဖြစ်တဲ့တုံးကျွန်တော်ကတော့ပေါ့နော်ပွဲထွက်လူစင်းလို့ကျွန်တော်ထင်တယ်။နီးပြအမိုရင်းအတွက်ပေါ့။ဆိုတော့ကျွန်တော်တို့ဒီပွဲကလုံးဝအမှန်ကန်အာယုံဆိုင်ကစားပြီးတော့ serious you မှရမှာပါ။ဘာလို့လဲဆိုတော့အသင်းကကျွန်တော်တို့ Sergeant Radcliffe ရဲ့ interview ကိုလည်းတွေ့ကြလိမ့်မယ်ထင်တယ်။ အဲ့ကြောအင်တာဗျူးကိုမကြည့်တော့မှဘာသာပြန်တာတွေပါဖတ်ကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အသင်းဟာအရာရာအလုံးတိုင်ပတ်နေတာ။နော် injury ပြဿနာတွေ episode ဘာလို့ဒီဘန်နာကြီးပြဿနာတွေကျွန်တော်အမှန်ကန်တိုင်ပတ်နေတာ။ဆိုတော့ဘန်နာကြီးပြဿနာတွေပြည်လဲဖို့ဆိုလို့ရှိရင်ဖလားတွေပါပြီးပြန်ယူပြီးတော့ဝင်ငွေပြန်ရှာမှကျွန်တော်ရမှာ။ United ကနောက်ဆုံး200ဒီကိုကျွန်တော်ကြည့်ရင် FA ဖလားနဲ့ Carabao ဖလားလောက်ပဲကျွန်တော်ရထားတာ။ဆိုတော့ဒီ year ဒီမှာကျွန်တော်တို့အတွက်တခြားဘာဖလားမှမျှော်လင့်ချက်မရှိတော့ဘူး။လက်ရှိ Europa League ကလည်းပဲ တို့အနေနဲ့ဘောနော်ဒါတကူသေးတော့အခွင့်အရေးရှိတဲ့ဒါဖလားလို့ကျွန်တော်ပြောလို့ရတယ်ပရီးမီးယားလိကလည်းကျွန်တော်အနေနဲ့အဆင့်ဆက်နှစ်ကိုရောက်အောင်ပေါ့ဘလူးနော်လောက်အောင်မှန်းမသိသေးဘူးဖြစ်နေတာဆိုတော့တေးကြတဲ့ဒီဖလားမှာပိုဆွဲဖို့ကလည်းမလွယ်ဘူးဗျာမလွယ်ဘူးဆိုတာကရှေ့ပြိုင်ကြံသေးတဲ့ပြိုင်ဘက်တွေဟာအင်မတန်ကောင်းတဲ့အသင်းတွေအချို့ရှိသေးလို့ပဲကိုရီကိုဒုက္ခပေးနေစွမ်းရှိတဲ့အသင်းတွေကြံသေးလို့ပဲဆိုတော့ကျွန်တော်တို့ကနောက်တစ်ဆင့်ကိုရောက်ဖို့ဒီအရေးကြီးဆုံးပဲအဲကြောင့်ဒီပွဲကဗောနော်အသင်းအနေနဲ့လုံးဝ serious ယူမှရမယ်ပွဲပါကစားမားတွေအနေနဲ့အာယုံဆိုင်မှုအပြည့်နဲ့ ကျွန်တော်ကစားရမယ့်ပွဲအင်မတန်အရေးကြီးပါတယ်။အာဆင်နယ်လိုအသင်းမျိုးကိုတောင်မှအကုန်လုံးဒုက္ခရောက်နေတဲ့အချိန်ကိုယ့်ဘက်ကအရာရာတိုင်ပတ်နေတဲ့အချိန်မှာအိမ်ဝင်းမှာကျွန်တော်အပိုင်အခွင့်အရေးတွေပါအများကြီးပိုကောင်းအောင်ဖန်တီးပေးနိုင်ပြီးတော့နှစ်မှတ်ဆုံရှုံခဲ့ရတဲ့အချိန်မျိုးကိုဖန်တီးနိုင်နေဆိုရင်ကျွန်တော်နေနေပေါ့နော်ဒါစူစီတဲ့နယ်ပွဲမှာလည်းအိမ်ဝင်းမှာဘာလို့ကျွန်တော်အဲ့လိုမဆွမ်းဆောင်နိုင်ရမှာလဲအမှန်ကန်ကျွန်တော်ဆွမ်းဆောင်နိုင်ဖို့ကျွန်တော်လိုပါတယ်ကစားမတူတူတယောက်ချင်းစီတိုင်းက performance ကောင်းနေကျွန်တော်ပြသဖို့လိုတဲ့ဒီပွဲမှာတော်တော်ရည်ကြီးပါတယ် နောက်ဘွဲဒီပရီးမီးယားလိမှာဘာတွေဆက်ဖြစ်အောင်မလဲတော့မသိဘူးတည်ကြတာတကူကတော့ဒီဘွဲမှာပူကောင်းတဲ့ performance ဒီကစားမတက်ရောက်ချင်းစီတိုင်းကကျွန်တော်မြင်ရဖို့လိုတယ်ဆိုတော့ Patrick Dugu လည်းဒီနေ့ဘွဲဒီမှာဝင်ကစားမယ်သူစီကနေပြီးတော့ပုံမှန် performance တွေသူပြနိုင်ဖို့လိုတယ်ဆိုတော့ Nero Nebat မှာဘသူပါလာမလဲတော့မသိဘူးတည်ကြတာတကူကတော့သူတို့အကောင်းဆုံးချိတ်ဆက်ကစားနိုင်ဖို့လိုတယ်ကနာချူရူစီကနေပြီးတော့လည်း Arsenal နဲ့ဘွဲစဉ်တို့ကလည်းမျိုး defense လည်းစိတ်ချရတယ်ပြောစရာမလိုဘူး attacking လည်းစိတ်ချရတယ်ပြောစရာမလိုဘူးဆိုတဲ့ပုံစံမျိုးတွေမြင်ရဖို့ကျွန်တော်လိုတယ် နော်ဆိုတော့ Lindelof တို့ဘာလို့ပါလာမလား Masterby တို့ပဲကျွန်တော် Winbacks တင်ရာဒီမှာနေရာပေးလာမလား Ugarte ကရောပွဲထွက်လူစင်မှာပါလာပါပါကျွန်တော်စောင့်ကြည့်ရမယ်တိုက်စစ်မှာရွေးချယ်စရာမရှိတဲ့တဲ့မှာ Zigzi ကိုကျွန်တော်တို့ဒါအမှန်ကန်တွေ့ကောင်းလေးတွေ့ရနိုင်နေပေါ့နော်ဆိုတော့ညီတို့ဒီပွဲမှာဘယ်လိုရလဲတွေထွက်ပေါ်လာမယ်ထင်ကြတယ်အင်ရှင်အဖြစ်ကျွန်တော်လက်ခံကျင်းပမယ်ဒီပွဲမှာအင်ရှင်ပြပြဆိုစီတဲ့ကိုကျွန်တော်ဒုက္ခပေးပြီးတော့နောက်တစ်ဆင့်တက်သွားဖို့ကြိုးပမ်းတင်နေပေါ့နော် ဆိုတော့အတင်းပတ်မှာကတော့အရာအားကလုံးကအရာအလုံးကအပေါင်းလက္ခဏာပဲစောင့်နေတာမျိုးတွေကျွန်တော်မဟုတ်ပါဘူးအတင်းမှာတိုင်ပတ်နေတာတွေကျွန်တော်ရှိတယ်ဆိုစည်းတဲ့ကကြားထဲမှာသူတို့ရဲ့အတ္တိကကစားမ3-4လောက်ကိုအနာပီးနိုင်ခဲ့ပြီမဲ့ကိုရီးကကျတော့လူစရင်မရှိတာနဲ့တင်လုံးဝကစားမတွေကိုအနာပီးဖို့ဆိုတာမျိုးကမဖြစ်ခဲ့ဘူးကျတော့အတင်းနေနေပေါ့နော်ကျတော့ဒီပွဲပတ်နေတဲ့ကစားမတွေနဲ့စူးစီးတဲ့ကိုရင်ဆိုင်ကစားရပါမယ်ဆိုတော့အိမ်ဝင်းမှာအနိုင်ယူပြီးတော့နောက်ဆက်ကိုတက်နိုင်ပါမလား ကြည့်ရမယ်ဆိုတော့ပထမကြုံမှာဝန်ဝန်ကြာရတာဖြစ်တဲ့ဘဲတင်းအတွက်မဆိုချမ်းရှိပါတယ်နော်ညီကတို့အနေနဲ့ရောဒီဘက်မှာဘလို့ရက်လက်ဒီထွက်ပေါ်လာမယ်ထင်ကြပါလေဆွေးနွေးကြပါဦးကြည့်ကြည့်ပါပြီးတဲ့ညီကမြလုံးကိုကျေးဇူးများတင်ပါတယ်